င်္ဂလိပ်စာကိုလေ့လာတဲ့နေရာမှာကိုတွေ့ကြုံခဲ့မှုတဲ့အတွေ့အကြုံတွေကိုပြောပြတတ်ဖို့နဲ့သူများတွေ့ကြုံခဲ့တဲ့အတွေ့အကြုံတွေကိုမေးတတ်ဖို့ ਆ လည်းအရေးကြီးပါတယ်။အဲ့တော့ဒီနေ့မှာဆိုရင်ဆရာကကိုတွေ့ကြုံခဲ့တဲ့အတွေ့အကြုံတွေကိုပြောပြတတ်ဖို့သူများတွေ့ကြုံခဲ့တဲ့သူများရဲ့အတွေ့အကြုံတွေကိုမေးတတ်ဖို့ဆရာစာကြောင်း၅ကြောင်းနဲ့သင်ပေးမှာဖြစ်ပါတယ်။စာကြောင်း၅ကြောင်းနဲ့ဆိုပေမဲ့လည်းအဲ့၅ကြောင်းမှာပါတဲ့အရေးကြီးတဲ့ usage တွေနဲ့မသိနိုင်တဲ့ vocabulary တွေနှစ်ဖွဲ့မှတ်မရတွေပါလို့ရှိရင်စာအုပ်နဲ့တည်းစရာရေးပြီးတော့မှတ်ပါ။အဲ့ဒါမှသာ60တဲ့နဲ့အင်္ဂလိပ်စာ speaking ကောင်းလာမှာဖြစ်တယ်။ကိုယ့်ရဲ့စူးစမ်းအထောက်အမှုကလည်းအရေးကြီးတဲ့စာရင်းတကြလေးဒီနေ့တစ်ခု စား day 1 day 2 day 3ဆက်လေးပြင်လေးလာပါဒီဒီဗီဒီယိုဒီနေ့မှစတွေ့ရလို့ဆိုရင်သူ့ရဲ့အရှိမအင်္ဂလိပ်စာအောက်တက်ကြေဖို့ရ30ဆွဲစီးရီးလေးကိုလည်းဆက်ပြင်ထားပေးတယ်အဲ့ကောင်အောင်မြေဟိုအောက်တက်ကြေအောင်ရသွားကြီးကြီးမြတ်တာလေးကိုလေးလာပါတော့ခေဟုတ်ပြီခါတိုင်းဆိုဆရာဒီလိုငါဖို့ရေးပြီးလို့ရှိရင်ဆရာကဟိုခုမကိုရေးခိုင်းပြီးတော့မှအဖြေတိုက်ပြီးရဆိုပေမဲ့ဒီနေ့ကတော့တခါရတန်းပြီးတော့ကြီးလိုက်ပါဘာဖြစ်လို့ဆိုတော့ဒီနေ့ရေးမဲ့ကောင်ကနည်းနည်းလေးခတ်လို့ပါ အားလာမမဟုတ်ဘူးဆရာဒီလောက်ကတော့ကျွန်တော်တို့အေးဆေးပဲဆိုလို့ရှိရင်တော့ဗီဒီယိုလေးကိုခဏလေးရပ်ပြီးတော့ရေးလိုက်ပါပေါ့နော်ကဲဟုတ်ပြီကဲဒီမှာသုံးမဲ့ဟာလေးတစ်ချက်တော့ပြောပြပေးမယ်အဲ့ဒါဘာလဲဆိုရင်ဒါလေးချက်မှတ် Have you ever battery ဆိုတဲ့ဟာလေးချက်မှတ်ထား Have you ever ရေဒီက battery ရေနော်အဲ့ဒါလေးကိုလွတ်မသွားစေနဲ့အဲ့ဒါဘာလဲဆိုရင်ဖူးလားဆိုတဲ့ဟာကိုမေးတာ တခုခုကိုမင်းလှုပ်ဖူးလားဖူးလားဆိုတာပါအောင်မရလဲအတွေ့အကြုံမေးရပေါ့တွားဖူးလားစားဖူးလားအရက်တောက်ဖူးလားဖဲရိုက်ဖူးလားစသဖြင့်ပေါ့နော်အဲ့တော့အဲ့လိုမျိုးလှုပ်ဖူးလားဆိုတဲ့အတွေ့အကြုံတွေမေးဖို့အတွက်ဘာကိုသုံးရမလဲဆိုရင် have you ever battery ကိုသုံးရမယ်ကဲဆိုတော့ဒီကိစ္စကိုကြည့်အောင်မင်းမြင်စီဖူးလားဖူးလားဖြစ်အောင် have you ever တော့လာမှာပဲနော်အဲ့တော့ have you ever have you ever ပြီးတဲ့ခါကျလို့ရှိရင် ဟောစီးတာလာမယ်စီးတာကိုဘဝန်ကတော့ IND right ပဲဒါပေမဲ့ဘဝန်နဲ့ရေးလို့မရဘူးဒါဘဘလောက်နဲ့ရေးခိုင်းရဆိုရင် battery နဲ့ရေးမယ်ဆိုတော့ battery က R I D D E N right down လို့တမ်းထွက်နေ written လို့တမ်းထွက်မယ် have you ever written မြင်းကိုရေးမယ်မြင်းကတကောင်နေဆိုတော့ရှေ့မှာ A မဟုတ်ရင် there ထည့်ရတော့မယ်တိကျရင် there မတိကျရင် A တိကျတယ်မတိကျဘူးဘယ်လိုခွဲလဲဆိုတော့လဲစာသင်ပြပြပြ ပြောတဲ့သူကနားထောင်တဲ့သူကသိရင်တိကျလို့ခေါ်တယ်ဒီမြင်းကိုမေးတဲ့သူကဘယ်မြင်းလို့တိတိကျကျသိမယ်လို့ထင်လားဘယ်သိမလဲနော်ဟိုဖြေတဲ့သူဘက်ကလည်းဘယ်မြင်းကိုမေးလိုက်မှမသိဘူးပြောရမယ်ဆိုပြောတဲ့သူကနားထောင်သူကနှစ်ဖက်ဆုံးကတိတိကျကျဟီးဟီးရာရာသိနေတဲ့ဟာမျိုးမဟုတ်ဘူးအဆင်ဆက်တော့ဘာပဲတော့ဆိုအေးပဲတော့ရတယ်နော်ပြီးတော့မြင်းကတော့ horse ပေါ့အဲ့ဒါဘာဖြစ်ပါလဲဆိုရင် have you ever ridden a horse မြင်းမြင်းစီးဘူးလား မှတ်ထားမှာဘာမှတော့ခက်ခဲမရှိဘူး Happy Ever ရဲ့ဒီမှာ battery သုံးရမယ်ဆိုပါရယ်ပဲเนาะအားဆိုမြင်စည်းဘူးလားဆိုရင်မေးကြပြီကိုယ့်ရလှုပ်ဖူးတဲ့အတွေ့အကြုံပြောမယ်ဆိုရင်ဒီခါလေးနောက်ထပ်ဆက်မှာမှာတော့ I have battery ပဲเนาะဒါ I have battery ဆိုတာငါလှုပ်ဖူးတယ်ဆိုတဲ့အဓိပ္ပာယ်ထွက်တယ် အဲ့တော့ဟိုခုနလိုငါမင်းတကောင်စီးပွေးရဆိုရင် ever တော့ထည့်စရာမလိုတော့ဘူး ever က question မှာမေးတာမေးခွန်းမှာတုံးလာငါမင်းစီးပွေးရဆိုရင် i have ခုနက battery နဲ့ပဲပြန်ထည့်ပြီလား written horse ပေါ့နော်အဲ့တော့ကိုလှုပ်ဖူးတဲ့ဟာလေးတွေကိုလည်း comment အောက်မှာရေးလို့ရရင်လည်းရေးကြည့်ပါအောင်ဘာနဲ့ရေးမလဲ i have battery နဲ့ရေးမယ်ကဲနောက်တစ်ခါမင်း sushi စားဘူးလားဆိုပြီးတော့မေးမယ်ဖူးလားပါတဲ့ကြောင်ပါပဲလဲဆိုရင် have you ever ပြီးဘတ်လာမယ်ဘတ်ကစာကြောင်းရနောက်ဆုံးမှာပဲရှိတယ်စားတာစားတာ EATE ပေါ့ဒါပေမဲ့ battery 3ဆိုတော့ EAN ထည့်ရမယ် EATE and eaten have you ever eaten sushi ပေါ့အဲ့တော့ S U S H I sushi have you ever eaten sushi စားပွင့် yes i have ဒါအတူဖြစ်တာဒါမှမဟုတ်ငါစားဘူးတယ်ဆိုရင်အတွေ့အကြုံလေးပြောကြရင်ခဏ battery နဲ့ပြောမယ် i have မှာ battery ထည့် eaten sushi အဲ့ဒါတွေပဲထွက်တယ်ဒါပေမဲ့ IFE ထဲမှာပြီးပြီဆိုတဲ့အတိပဲနောက်တစ်မျိုးလည်းထွက်သေးတယ်ဒါကတော့အဆင်းပြေအင်္ဂလိပ်စာ CV ရောက်တော့မှဒီ present perfect အကြောင်းနောက်ထပ်အကျယ်ဖြန့်ပြီးတော့ရှင်းပြရတဲ့အခါမှာဆရာထည့်ပြီးတော့ပြောပြမယ်ဒီမှာကတော့ fuller ဆိုရင် have you ever battery လို့ဖွင့်ရင် I have battery တွဲပြီးမှထားရမယ်တစ်ခါမှမလို့ဖူးတဲ့ဟာမျိုးတွေပါနိုင်တတ်တယ်အဲ့ဒါဆိုရင်တော့ဘယ်လိုသုံးရလဲဆိုရင် I sorry ဒီမှာမြည်တော့နားမပဲထည့်ပါဦးနော်ဒီမှာမလို့ဖွင့် not ထည့်စာမလို့ဘယ်နဲ့ဒီနေရာလေးမှာ NEV ရ never ကိုထည့်ရတယ်မှတ်ထားနော် မလို့ဖူးဆိုရင် have မှာ not ထည့်ပြီး have မှာမလို့ရအောင် I have never never နဲ့ battery နဲ့ရေးလိုက်ရတယ်။ဥမာအဖြစ်ဆိုရင် I have never eaten sushi. sushi တခါမှမစားဘူး။ I have never ridden a horse. မြင်းတခါမှမစီးဘူးဆိုတဲ့ပဲထွက်တယ်။ကြည့်နောက်တစ်ခုမဲဆာမွေးပွဲကြဘူးလား။ဒါပဲပေါ့။ Have you ever ကြတာ fail f a i l fail ပေါ့။ battery ပြောင်းဆိုတော့ तू ကတော့ regular ပဲပုံစံမှန်တဲ့ဘက်ဆိုတော့ easy ထဲုံနဲ့ battery ဖြစ်တယ်။ စာမေးပွဲဘလို့စာမေးပွဲလဲဆိုရင်တင်ဤစာမေးပွဲဖြစ်အောင် URL ကတော့ထည့်တင်တယ်ဒါကတော့ဟိုလောက်ပါများလာရင်အတွေ့အကြုံလေးရလာလိမ့်မယ်ပေါ့နော်ဥပမာဖြစ်ဆိုရင်အဲမင်းဘသူနဲ့လာလဲငါအဖေနဲ့လာတယ်အဖေနဲ့လာဆိုမဲ့ I can with father လို့ပြောပြစား my father ဆို my လေးကသူကသူအလိုလိုလေးထည့်မိသွားတာဘာကြောင့်လဲဆိုတော့တခြားအဖေမဟုတ်ဘူးကိုယ့်ရဲ့အဖေဒီမှာလည်းလိုပဲတခြားစာမေးပွဲမဟုတ်ဘူးမင်းရဲ့စာမေးပွဲဆိုတဲ့သဘောတရားလေးပါလို့ URL လေးကိုဆရာတို့ကထည့်ပေးလိုက်ရတာနော်စာမေးပွဲဆိုတော့ဆရာ exam ပဲတော်တော်ကြောင်းပဲလေ အဲ့တော့ have you ever failed your exam မင်းရဲ့စာမှုဘွဲကိုမင်းကြာဖူးလားအဲ့ဒါတခုမင်းရန်ကုန်ကိုရောက်ဖူးလားဖူးလားပါလေဘာလို့ပါလဲစာမလဲ have you ever အဲ့ဒါရီရောက်တာဒီဆရာတို့က get to တို့ arrive လို့ရှိပေမဲ့တနေ့ရရောက်ရောက်ဖူးတဲ့ဆိုရင်အသေးချာမှတ်ထားမှာ been နော်အဲ့တော့ been ကအရင်ကြီးကြည့်တော့ဆရာမင်းနီလေးနဲ့ရေးပြလိုက်ပါတနေ့ရောက်ရောက်ဖူးတာဆိုတော့ been ရန် been ဆိုတာလည်းသုံးမယ် ရောက်ဖူးလားဆိုရင်အဲ့ဟာလေးမှတ်ထားပြီးတော့ have you ever been လို့မှတ်ထားရောက်ဖူးလားဆိုရင် been เนาะဆရာသေးချာမှားတယ်ရန်ကုန်တို့ဖြစ်အောင်တို့ဆိုတော့ to ပေါ့ have you ever been to ရန်ကုန်မင်းရန်ကုန်တို့ရောက်ဖူးလားကဲနောက်ခါမင်းရဲ့ခလေးဘောက်ကိုနှစ်ချိုက်ခဲလားအချိန်နေတက်ပြီးတော့ have you ever ပြတော့မလုံးနဲ့ဒီမှာနှစ်ချိုက်ဖူးလားလို့မေးတာမဟုတ်ဘူးနှစ်ချိုက်ခဲလားဆိုပြီးတော့မေးတာအတိတ်ဖြစ်တယ်အတိတ်ဆိုရင် di di ကိုခေါ်တယ်ဘတ်တူတက်ပြီး subject က been ဆိုတော့ you ထည့်မယ် ဂျဲခေါ်ထားရင်ဒီနောက်မှာဗက်တရီလိုက်ခွင့်မရှိဘူးဗက်စီရိုလိုက်ခွင့်ရှိတယ်ဒါရှိရရက်30စီကံမှာပြောထားပြီးသားအတိတ်ကိုမေ့ချင်းဒစ်ကိုရှစ်ထုံးမယ်နောက်မှာဗက်စီရိုကြံရမယ်နှစ်ချိုက်တာ enjoy did you enjoy ဘသူကလေးဘွားလဲမင်းရဲ့ကလေးဘွားဆိုတော့ your childhood childhood ရာ did you enjoy your childhood မင်းရဲ့ကလေးဘွားကိုမင်းနှစ်ချိုက်ခဲ့လားဆိုပြီးဖြစ်သွားတယ်ဒီနေ့မှာဖိုင်မှတ်ဆရာပါတယ်တရားရက်ကိုလှုပ်ဖူးလားဆိုတဲ့အတွေ့အကြုံတွေမေ့ချင်း have you ever read three လုံဖို့ရင် I have battery တခါမှမလုံဖို့ရင် I have never battery ကဲဒီပတ်တောင်မှတ်ကြမယ်ပြီးမသိတိုင်းတဲ့ vocabulary ပါလေလင်းမှတ်ကြမယ်အဲ့တော့အဲ့လိုမှတ်သွားပြီဆိုရင်အဲ့လိုစုစုသွားမယ်ဆိုရင်ရက်60ဆိုရင်သင်ခန်းစာ60ရှိတော့အတိုင်းစာတစ်ခုထိတော့ရသွားမယ်လို့ဆရာတော့ယုံကြည်ပါတယ်ကဲဆက်ပြီးတော့စူးစမ်းကြပါ